အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့အာကျူလိုက်ပါတယ်။ကောင်းမွန်သောဒီလေးတနေ့ဖြစ်ပါစေ။ဒီညကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်အပ်ပါတယ်ဗောနော်။အဲ့ဒီနေ့ဒါကျွန်တော်တို့နေ့လယ်မှာတော့ဒါကျွန်တော်ဒီနေ့ကိုလိုကတ်လန့်ဗောနော်။ဒါစနေနေ့ကနေမှမနက်နံနာရီဝက်ထားကြည့်ရတယ်ဆိုတော့တော်တော်တောင်းတန်ဝစ်ကြွေးတော့မဟုတ်ဘူးဗောနော်။ကိုသိန်းကိုတော့စနေနေ့ကမှမနက်နံနာရီဝက်ထားကြည့်ရတယ်ဆိုတော့တော်တော်လေးကိုဆိုးတဲ့ကံလို့ပြောလို့ရတယ်။ဒါပေမဲ့မနက်နံနာရီကိုကြည့်ရမှာပဲကိုသိန်းကိုချစ်တဲ့စိတ်ကလည်းဒါကျွန်တော်အခုချိန်နေ့ အဲ့ဒီအဲ့ဆက်တဲ့ဆက်ကလည်းတောင်းတောင်းပျောက်သွားမယ်လို့လည်းမထင်ပါဘူးအဲ့တော့ တော်ဒန်ဟော့စပါတစ်နဲ့ခုလက်ရှိသူတို့ရဲ့အိမ်ကွင်းမှာဖူဟန်အသင်းနဲ့ရင်ဆိုင်ရမယ်တော်ဒန်ဟော့စပါတစ်နဲ့ခုလက်ရှိဒါကြောင့်မြန်မာစံတော်ချိန်နှစ်နာရီခွဲမှာဒါဖူဟန်အသင်းနဲ့တွေ့ရအဲ့တော့ဒီဘွဲမှာဒီနောက်ပိုင်းဘွဲစဉ်မှာစပါတစ်ကဒါတော့ရှောက်ရှုံးဘွဲတွေနဲ့ပဲတွေ့ထားခဲ့တယ်နောက်ဆုံးပြိုင်ဘွဲဆိုငါးဘွဲမှာစပါတစ်ကအိမ်ကွင်းမှာဒါကျွန်တော်တို့နိုင်ဘွဲတွေတောက်ရှောက်ပျောက်ဆုံးနေခဲ့ရတွေ့ရမယ်ချန်ပီယံလိမှာတော့ဒါကျွန်တော်ကိုဘေဟီဗင်ကိုအိမ်ကွင်းမှာနိုင်ထားခဲ့တဲ့ဘွဲစဉ်ကလွဲ့နော်လိဘွဲတွေမှာဒါစပါတစ်နေနဲ့အိမ်ကွင်းစွမ်းရည်ကလက်ရှိမှာတော်တော်လေးကိုခြာတူးလန်နေတာကိုတွေ့ရမယ်အပြင်ကိုဒါတိုတယ်နောက်ဆုံးပြိုင်ဘွဲဆိုငါးဘွဲမှာဖူဟန်အသင်းကတော့စပါတစ်တဲ့ ရလက်ပိုင်းဟာပူကောင်းနေတာကိုတွေ့ရမယ်တဲ့မှာပါတယ်။ဖူဟန်အသင်းကလက်ရှိနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၂ပွဲနိုင်ထားခဲ့တယ်၂ပွဲရှုံးထားတယ်၂ပွဲသေး။စပါးအသင်းက၃ပွဲရှုံးထားတယ်၂ပွဲသေး၂ပွဲနိုင်ထားတဲ့ရလက်ပေါ့နော်။အဲ့တော့စပါးအသင်းကနောက်ဆုံးဒါပရီးမီးယားလိမှာဒါကျွန်တော်နိုင်ပွဲတွေတောက်လျှောက်ပျောက်ဆုံးနေခဲ့ပြီးတော့ဒါအသင်းကြီးတွေတွေ့တဲ့အချိန်မှာဒါစပါးအသင်းနဲ့တော်တော်လေးကိုကြောင်ပြောင်နေခဲ့တာတွေ့ရမယ်။ပွဲချက်ကာလမှာစပါးအသင်းနဲ့လုံးဝလုံးဝဒါကျွန်တော်နလန်မထူနိုင်အောင်ဒါတပတ်မှမရခဲ့တဲ့အနေအထားတွေကိုသွားခဲ့ပြီးတော့ ကြားထဲမှာကိုပယ်ဟီဗင်ကိုနိုင်ခဲ့တဲ့ပွဲစဉ်ကလွင်စပါတင်ကတော်တော်လေးကိုတိုင်ပတ်နေတာကိုတွေ့ရမယ်။အဒီနေ့ပွဲစဉ်မှာစပါတင်နေနဲ့နိုင်ခဲ့မယ်ဆိုရင်တော့1-4လောက်ထိကိုပြန်တက်နိုင်ဖို့အတွက်အခွင့်အရေးရှိမယ်။ဒါပေမဲ့ရှေ့ကကစားသမီးကကန်သွားတဲ့ကောင်တွေပေါ်လဲအများကြီးဘူးတည်မယ်လို့ပြောလို့ရမယ်တယ်မှာပါ။ဒါပေမဲ့ဒီနေ့ပွဲစဉ်ကစပါတင်အတွက်လုံးဝ19ဘီလို့ပြောရမယ်တယ်မှာပါ။စပါတင်ကခုလက်ရှိဂျိုင်းရီမှာဒါညူကာဆယ်ယူနိုက်တက်ရဲ့ပွဲစဉ်ကလွင်တော့ပွဲတတော်လေးကိုခြောင်သွားပြီဖြစ်ပြီးတော့သူတို့အနေနဲ့ဒါကျွန်တော်လက်ရှိဇယအလေလက်ကတင်းနေအောက်ကတင်းနေပဲတွေ့ဖို့ကြံနေတဲ့အခြေအနေမှာရှိဥမာလက်ရှိမှာဒါဆိုရင်တော့ဖူဟန်တင်း နဲ့တွေ့မယ်ဖူဟန်သင်းတော်ခုလက်ရှိမှာဒါကျွန်တော်ပရီးမီးယားလိအဆင့်15နေရာမှာရှိပြီးတော့ဒါအမတ်အားဖြစ်ဆိုတော့တော်တော်လေးအားနေနေခဲ့တဲ့တဲမှာပါတယ်ဒါပေမဲ့လက်ရှိမှာဖူဟန်သင်းကိုတော့ဒါကျွန်တော်စွားသိနေသူတို့ရဲ့အားနေလွန်းလာတဲ့အိမ်ဝင်းမှာတွေ့ရမှာတခါမှကျွန်တော်အနေနဲ့ကျွန်တော်ဒီစကားကိုပါဇက်ကထွက်ရမယ်လို့မထင်ထားခဲ့ပေမယ့်ပြောရပြီလို့ပဲပြောပြရစီပေါ့နော်အားနေလွန်းလာတဲ့အိမ်ဝင်းမှာတွေ့ရဖို့ရှိတယ်အဲ့တော့စပါးသိနေဒီနေ့ပွဲစဉ်မှာကျွန်တော်အနေနဲ့ဘာမြင်ချင်လဲရှေ့မှာကျွန်တော်အနေနဲ့ shape တုံးကပွဲစဉ်ငါလို့ပဲ Tottenham Hotspur သိနေဒီနေ့ပွဲစဉ်မှာကျွန်တော်မြင်ချင်ပါတယ်ဒါကျွန်တော်တို့လက်ရှိမှာ PSG ကိုကျွန်တော်တို့ရှုံးသွားခဲ့ပြန် PSG နဲ့ပွဲစဉ်ဒုံးကလို့ပဲဒါအသင်းရဲ့ fighting င်းစပရက်ကိုမြင်ကျင်တယ်အဓိကကဒါကျွန်တော်နိုင်ပွဲဆိုတဲ့ရလက်ကိုကျွန်တော်မြင်ကျင်တယ်နိုင်ပွဲဆိုတဲ့ဥစ္စာမျိုးဒါဘုဆိုအနိုင်နိုင်လိုစိတ်ရှိတဲ့အသင်းသင်းကိုကျွန်တော်က100%မြင်ကျင်တယ်အဖြေကရှယ်ရှယ်လေးပဲကျွန်တော်နေတယ်ခုနကပေါ့ဒီအသင်းနောက်ဆုံးပြတိုင်းနေ့ပွဲဆိုမှာဖူဟန်ရဲ့ပွဲဆိုမှာရလက်ပိုင်းကတိတ်ပြီးအားမရဘူးဆိုရင်တော့မှကျွန်တော်အသင်းနဲ့ကျွန်တော်ပတ်သက်ပြီးကျွန်တော်ဒီနေ့ပွဲဆိုမှာအားရကျင်တယ်ဒါတည်းပြည့်ကျင်တဲ့ပွဲဆိုမှာကျွန်တော်အနေနဲ့ကျွန်တော်ဒါလုံးဝအားမရဘူးလုံးဝအားရတယ်ကျွန်တော်နေတယ်ရလက်ပိုင်းကမှကျွန်တော်ဒါ individual mystic တွေက cost ဖြစ်သွားခဲ့တယ်ဆိုပေမဲ့တကယ်တော့အသင်းလိုက်စူးစီးမှုကတော်တော်လေးအဆင်ပြေနိုင်ခဲ့တာတွေ့ရမယ်ဒီနေ့ပွဲဆိုမှာဒါနီးပ ြအနေနဲ့ဒါကျွန်တော်တို့ wake up လုပ်ပြီးတော့ archi great ဒါကျွန်တော်တို့ Lucas Bagwe တို့ကိုဒီနေ့ပွဲစမှာတုံးရမယ်လို့သိရမယ်တယ်မှာပါတယ်။ Bantan ကပါလင်ညာဆိုတဲ့အတွဲအားလွှဲရင်ဒါကျွန်တော်ဒီနေ့ပွဲစမှာတော်တော်လေးကိုဒါပို့ပြီးတော့ flexible ဖြစ်တဲ့အတွဲကိုသုံးတင်လို့မြင်။ဘာကြောင့်လဲ။လက်ရှိမှာဒါဖက်က full hand သင်က double pivot ကိုသုံးလာမှာ။ Sarge Lucic နဲ့ဒါကျွန်တော် Bash တို့လို physical ဖြစ်တဲ့ကစားသမားတွေကိုကျွန်တော် Bantan ကနဲ့ပါလင်ညာနဲ့တွတ်တွေ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဟိုအယူတုံးကြီးနှစ်တုံးတွေ့တဲ့ပုံစံဖြစ်သွားမယ်။ Spa တွေဒီနေ့ပွဲစမှာဒါကျွန်တော်တို့ အာတရက်ကြီးနဲ့ပွဲစဉ်ကလုတ်ခဲ့လို့အာချီဂွေးနဲ့ဘတ်ဗေးလို့ဒါကျွန်တော်တော်တော်လေးကိုရွေလျားနေရွေလျားနေတဲ့ဒါအသင်းကိုသုံးရမယ့်နေသားမှရှိရောကျွန်တော်အနေနဲ့မြင်တယ်ဒီနေ့ပွဲစဉ်မှာစပါတင်တွေတော်တော်လေးကိုထီတိုင်နှစ်နာမစေမှုကဒါကျွန်တော်လက်ရှိမှာခရစ်ယာန်ရူမေရိုတယောက်ပွဲပယ်ပြစ်ဒဏ်ကြောင့်မပါလာနိုင်တာပဲစပါတင်ရဲ့လက်ရှိခံစားကစားသမားဖြစ်တဲ့ခရစ်ယာန်ရူမေရိုကတော့ဒါတီကြရတယ်မြင်ဒါကျွန်တော်အဝါကက်၅ကက်ပြည့်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစဉ်မှာပွဲပယ်မယ်ဒါစပါတင်ရဲ့လက်ရှိဒါဒန်ဟန်သူစင်ကဆက်လက်ပြီးများပြားနေစေဖြစ်တဲ့ကိုလူဘတ်စကီမက်ဒီဆင်ဆိုလန်ကီရဲ့အခြေအနေကိုနီးပြကိုတယ်နာမှာဘာတွေပြောမှမသိတဲ့နေသားမှ မှာရှိတယ်။ဘလောက်တိ GS ပါသိရဲ့လက်ရှိဒါကျွန်တော်တို့ဒန်ရလူစင်းရဲ့အခြေအနေကိုနီးပြကိုတိုင်ကဒါသူပြောခဲ့တယ်ဗောနော်သူအနေနဲ့သူပြောသူဘာပြောခဲ့လဲဆိုတော့ကျွန်တော်ဆရာတို့ပြောရမယ်။ဆူလန်ကီနဲ့ဆူလန်ကီနဲ့ဒေဂျန်ကူဗာကူဗာစကီနဲ့ဆူလန်ကီနဲ့လက်ရှိမှာ training ပြန်စင်းနေမယ်ပြိတ္တတွေနေစီရတယ်အရင်ကြီးမမျော်လင့်စေခြင်းဘူးလေဟမ်မို့လေဘာလို့မမျော်လင့်တာမို့လေခမရောဘယ်အချိန်လောက်ပြန်လာမလဲကျွန်တော်တို့သိချင်တာလေးဒီလားအဲ့တော့စပါးရဲ့စေးဖွဲ့ကလက်ရှိမှာကျွန်တော်လက်ရှိကျွန်တော်တို့ဒါ နောက်ဒီကြားရမှာခင်ဗျားတို့တင်ပေးဦးမယ်။စပါးအသင်းနဲ့အခုလက်ရှိမှာဒီနောက်ပိုင်းနှစ်နှစ်အတွင်းမှာဒန်ယာကြောင့်မူအမှတ်ရော့တာအများဆုံးအသင်းနေနဲ့နံပါတ်1မှာပြေးနေတာကိုတွေ့ရမယ်တဲ့မှာပါတယ်။အဲ့တော့စပါးအသင်းရဲ့ဆေးဘွဲကအခုလက်ရှိချိန်မှာပြောင်းလာတယ်သုံးညင်ရှိပြီ။ခေါင်းကြီးလည်းပြောင်းသွားပြောင်းတင်လာပြီ။အဲ့တော့ကိုရီးယားရတာကျတော့ကတ်လို့ပဲဒါကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်။ဒါကတ်ကြီးသုံးပါးတွေကတပါးလို့ပဲကျွန်တော်အနေနဲ့မြင်တယ်။အဲ့တော့စပါးအသင်းနဲ့အခုလက်ရှိမှာဒါကျတော့ခရစ်စတီယန်ရိုမဲရိုမပါတဲ့ခံစစ်မှာဒါကျတော့ကီဗင်ဒန်ဆွန်နဲ့မစ်ကီဗန်ဒါဗင်းတို့ရဲ့အတွဲကိုဒီနေ့ပွဲစဉ်မှာမြင်ရမယ်။ပြောချင်တာကအေဗာတန်နဲ့ပွဲစဉ်နှုံးကလို့ပဲစပါးအသင်းရဲ့ခံစစ်ပိုင်းကိုဒါကျွန်တော်မစ်ကီဗန်ဒါဗင်းနဲ့ ဒန်ဆိုလိုဥဆောင်လာခဲ့ပြီးတော့ဗန်ဒါဗင်းကိုကပတိန်အနေနဲ့ဆက်လက်ပြီးမြင်ရမယ်ပွဲတစ်ပွဲလိုမြင်နေဒီနေ့ပွဲစဉ်မှာကျွန်တော်ကတော့ရှင်းတယ်တိုက်စစ်ပိုင်းကိုအားထည့်စေခြင်းတဲ့သဘောမှာရှိတယ်တစ်ဖက်ကအသင်းကလည်းတိုက်စစ်ပိုင်းရတာကျွန်တော်တို့ဒုက္ခပေးဖို့အတွက်ကြံစည်သွားမယ်အနေထားမှာရှိတယ်အခုလက်ရှိမှာရီရတာဖူဟန်အသင်းနဲ့ကြောင့်ကျွန်တော်တို့မနစ်ကတွေ့ထားတဲ့အချိန်မှာတော်တော်လေးကိုဒုက္ခပေးသွားနိုင်သောရှိတယ်ကစားသမားဟောင်းဖြစ်ခဲ့မှုတဲ့ဆက်ဆက်ညုံကစပါအသင်းကိုဒါကျွန်တော်ဂိုးတွေသွင်းပြီးဒါအဓိကလုပြသွားခဲ့တဲ့အနေထားတစ်ခုကိုရောက်သွားခဲ့တဲ့အနေထားတစ်ခုကိုတွေ့ရမယ်အဲ့တော့လက်ရှိမှာဖူဟန်အသင်းကနောက်ပိုင်းပွဲစဉ်မှာမဆိုးဘူးသူတို့ရတာဖူဘက်အတွဲဖြစ်တဲ့ဆက်ဆက်ညုံကတော်တော်လေးကိုကောင်းလ ခဲ့တွေ့ရမယ်စပါးနဲ့ပွဲစဉ်မှာလက်ရှိမှာဒါကြောင့်တရားသီးမှာ၅ပွဲပြည့်အောင်မကန်တဲ့ကစားသမားအခုလက်ရှိမှာဆဆန်ညွန်ကဖူဟန်နဲ့ပွဲစဉ်မှာပွဲပေါင်း30ပြည့်တင်းသူသွားခဲ့ပြီဖြစ်တယ်ဘလောက်တိကြီးရလဲဆိုတော့အဲ့ဒါကိုတွေ့ရမယ်အဲ့တော့ကိုရီဆေးဖွဲ့အကောင်တွေဘလောက်ဆောက်သုံးမကြလဲဆိုတော့ဒါမျိုးတွေကိုဒါကြောင့်အတိုင်းအတာ အတိုင်းလျတွေ့ရမယ့်အနေအထားမှာရှိတယ်ပေါ့နော်အဲ့တော့မီတို့ပင်စူးစီကောင်မို့ဒီနေ့ပွဲစမှာစပါအသင်းအနေနဲ့ပြန်ကြည့်မယ်ဆိုဒီနေ့ပွဲစမှာဒါလုံးဝနိုင်ငုံနိုင်တဲ့ပွဲဒီနေ့ပွဲစဉ်နိုင်ငုံတဲ့အတင်ကို top 4ကိုပြန်လဲပြီးတက်လန်းနိုင်မှာဖြစ်ပြီးတော့အပေါ်ကအတင်ဒါကျွန်တော်တိုက် top top ကအတင်ပြောလက်ရှိမှာ top 4ကအတင်နေတူအမှတ်ပြန်လဲပြီးတော့အမှတ်ကတ်ရေးအတွက်ပြန်လဲပြီးရုံးကန်နိုင်မယ့်အတင်တင်ဖြစ်သွားနိုင်တယ်လို့မြင်တယ် လက်ရှိအချိန်မှာ Tottenham Hotspur သိနေတာအများကြီးကျွန်တော်ဒီအသင်းစီကကျွန်တော်အများကြီးအများကြီးမျှော်လင့်နေတာမဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးပွဲစဉ်ချင်းတော့နိုင်စေချင်တဲ့တော့မပါဘူးအသင်းလက်အသင်းငယ်တွေကိုတော့နိုင်သင့်နိုင်ထိုက်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒီပြအနေနဲ့အခုလက်ရှိမှာခက်ခဲတဲ့ပွဲစဉ်တွေမှာခက်ခဲလို့ကစားခဲ့ပြီးအမှတ်မရခဲ့တော့ကျွန်တော်အနေနဲ့ဒါ at least နားလည်ပြီးလို့ရဒါပေမဲ့ Fulham လို့အသင်းမျိုးကိုရှုံးနေဆိုရင်တော့ဒါ ချင်းပါတယ်တောမက်စ်ဘန်နေနဲ့ဂျောင်းအားသင်းတယ်လူမြင်တယ်ဒီနေ့ပေါ်မှာပူဝမ်ကတော့ရှင်နဲ့စပါသင်းရဲ့အားနည်းချက်တွေကိုဒီနေ့ပေါ်မှာထိုးဖောက်ဖို့အတွက်အကြီးအကျယ်ကြိုးစားသွားမယ်လူမြင်တယ်ဒီနေ့ပေါ်မှာသူတို့ရဲ့တောင်မန်တွေဖြစ်တဲ့ဒါကျွန်တော်ဝီလ်ဆင်တို့ EUB တို့ရဲ့မြန်နှုံးမြင်နေတဲ့သူဒါလက်ရှိမှာတော်တော်လေးကိုကောင်းနေတယ်ကင်းရဲ့ဒါကျွန်တော်ဖန်တီးပေးမှုတွေကိုစပါသင်းဘယ်လိုမျိုးရပ်တန့်နိုင်မလဲ ဒီနေ့ပွဲစမှာဒါလက်ရှိမှာဒါရှေ့ပွဲတုန်းကခြေစွမ်းပြခဲ့တဲ့ကိုလိုမူဝါနီတယောက်ဒီနေ့ပွဲစမှာပွဲထွက်သင့်ပြီလို့မြင်တယ်ဒီနေ့ပွဲစမှာဒါကူဒက်စ်အိုရိုဘက်တို့ရဲ့အတွဲတွေနဲ့အပြင်ကိုလိုမူဝါနီတို့မြင်ရမယ်ဒီမှာပါပါတယ်အဲ့တော့စပါတီနဲ့ဒီနေ့ပွဲစမှာရှင်းပါတယ် all out attack ကိုစောတင်တယ်လို့မြင်တယ်လောက aggressive ဖြစ်တဲ့နဲ့ aggressive စံနဲ့စပါတင်ကိုကျွန်တော်ကမြင်နေတယ်အားနေခံစေကြီးကိုဒါကျွန်တော်ရန်တိုင်းရန်တိုင်းစော့နေတယ်ဆိုတာတက်ဆိုင်ဒီနေ့ပွဲစမှာဒါကျွန်တော်တို့ ် PSG နဲ့ပွဲစဉ်လိုပဲဖြစ်ရင်ဖြစ်သွားပြန်ရက်ခံတယ် at least ငါတို့အတင်းကတခုခုလုတ်ပြနိုင်တယ်ဆိုတော့အခုကိုကျွန်တော်လူချင်းတယ် edge boss ကြောက်ကူလက်ထက်ကောင်ကဒါမျိုးကျွန်တော်ကိုယ်တန်မိုးမထားခဲ့ဘူးเนาะရှုံးနေရှုံးနေလို့သာပြန်ဒါပေမဲ့ at least ပြရှုံးရင်တောင်မှငါတို့အတင်းကတခုခုများရနိုင်မလားဆိုတဲ့မျှော်လင့်ချက်ကျွန်တော်တွေးကျင်တဲ့တယ်မှာပါတယ် ဒါပေမဲ့ဒီနေ့ပွဲစဉ်သားရလက်ပိုင်းကတရေရလက်တောင်မှာကိုရီအနေနဲ့လက်ခံလို့မရတဲ့အနေအထားတစ်ခုရောက်သွားမယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာမြင်နေ။ဒါဒီနေ့ပွဲစဉ်သားတရေရလက်သာရမယ်ဆိုတော့ Thomas Frank အနာကကတော်တော်လေးကိုဝေဝါးသွားဖို့အတွက်အခြေအနေရှိသွားမယ်လို့မြင်နေ။ကိုရီတက်ကတော့မနက်နာရီခွဲထားကြည့်ရမယ်တော့ကြောင့်မို့လားအေးအေးပြတ်အကျိုးနဲ့မှလာမနက်ဖူးလားဆိုတော့လေခင်ဗျားတို့ကျွန်တော်နဲ့ဒီစက်ကြည့်ရမယ်တဲ့မှာပါတယ်။စပါပရိသတ်ရဲ့တော့ဒီနေ့ပွဲစဉ်ကတော့တိတ်ပြီးတော့အရန်ကြီးမျော်လင့်လို့ကောင်းတဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်နေ။ရှေ့ပွဲမှာတော့ကျွန်တော်ရဲ့ performance က wise ဖြစ်ထားတဲ့အသင်းတစ်သင်းနဲ့ဒီနေ့ပွဲစဉ်မှာ body blue ဆက်လုပ်ပြရမလဲဆိုတာကိုလေစောင့်ကြည့်တဲ့ပွဲ တစ်ပွဲလို့ကျွန်တော်ရဲ့ပုံကူရေးရမှာမြင်မိတယ်ဒီနေ့ပွဲစမှာဒါကျွန်တော်ပါစနယ်မြင်မှာဆိုတော့ Testini Udogi နဲ့ Odobet တို့ရဲ့တွဲလုံးတွေကဒီနေ့ပွဲစမှာဒါတောက်ပနိုင်မယ်နေ့ဒီနေ့လားဇာဗီစမွန်အနေနဲ့ဒါလက်ရှိမှာခြာတူးလန်နေတဲ့အနေထားကနေပြီးလက်ရှိမှာဒီနေ့ပွဲမှာသူ့အနေနဲ့ wake up call ရတဲ့ပွဲတစ်ပွဲလားရှင်းပါလေဖူဟန်တင်းနဲ့အခုလက်ရှိမှာရမတ်ပိုင်းရအခုနောက်ပိုင်းပွဲစမှာတော်တော်လေးအားနေနေတယ်ဒါကို Spa တင်းနဲ့ဖိပြနိုင်တဲ့အနေထားမှာရှိမယ်ဆိုရင်တော့ Spa တင်းဒီနေ့ပွဲစမှာသုံးမှတ်ရဖို့တော့တိတ်ပြီးခက်ခဲသွားနိုင်မယ်အနေထားတော့မရှိဘူးလို့မြင်တယ်ဒါဖူဟန်တင်းကလက်ရှိမှာဝေကွန်းပွဲစဉ်ဆိုတော့ဒါရှော့ဒါကျွန်တော်ရှုံးပွဲတွေနဲ့တရီပွဲတွေနဲ့ရင်ဆိုင်ထားတဲ့ဒါဖူဟန်တင်းကိုစပါးအသင်းကပဲ အမှတ်လူသွားအောင်မလားဆိုတော့ကျွန်တော်စက်ပြီးကြည့်ရမယ်တဲ့မှာပါကျွန်တော်မဲ့အမှန်တမ်းပြောရမယ်ဆိုတော့ရေခုံတယ်ရေခုံတယ်ဆိုတော့ခုနကပြောကိုအသိဉာဏ်ဒီပြဘာတွေဆက်လုပ်ပြီးဒါဘာတွေများလုတ်ပြအောင်မလဲဆိုတာကိုတော့ရေခုံပြီးတဲ့အနေထားတစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ်စပါးသိစရာကျွန်တော်လက်ရှိမှာအရန်ကြီးလည်းမမျော်လင့်ဘူးဒါမမျော်လင့်မယ်လေလုံးဝမမျော်လင့်ဘူးလားဆိုတော့လေမဟုတ်ပြန်နည်းနည်းလေးတော့မျော်လင့်တယ်ဒီလိုမျိုးဒါကျွန်တော်ကိုအသိဉာဏ်နဲ့ဒါ991ရှိမယ်ဆိုရင်ကျွန်တော်ကတော့ဖြစ်ချင်တဲ့ဖြစ်တိုင်းစီချင်တဲ့သဘောမှရှိတယ်ဒါပေမဲ့ အရန်ကြီးတော့လေခုနကပြောတယ်လက်ရှိမှာတိုက်ဆက်ပိုင်းကဒါမဆိုးဘူးဆိုမဲ့ခန်းစစ်ပိုင်းကဂိုးလီတလောပြီးနှစ်ပွဲဆက်မှာစပါတင်ကတိုတယ်ကိုကိုတီပေးထားတဲ့ခန်းစစ်တစ်ခုနေနဲ့ကျွန်တော်အနေနဲ့ဘယ်လောက်ထိမျော်လင့်လို့ရမလဲဆိုတာကိုတော့ဒါ ခမောင်းနဲ့ကျွန်တော်တို့နဲ့အတူတူစောင်းကြည်တင်တဲ့ပွဲစဉ်တပွဲလူပြောရင်လည်းဒါဘာဒီဘလူဖြစ်မလဲစပါပရိသတ်တွေဒါကျွန်တော်နည်းနည်းလေးမှန်းပြီးတော့ဒါကျွန်တော်တို့ပြောကြပါအောင်လို့ကျွန်တော်ဒီနေရာကနေပြီးတော့အဓိကဒါလှုံ့ဆော်ပြရစီလို့ကျွန်တော်ပြောပြရစီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်ကိုတောင်းပြီးပါဗျများများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်များများကလစ်မှမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တောင်းပြီးပါဗျဒေးပါပါဗျ